အားလုံးပဲမင်္ဂလာပါရှင်ဦးကျော်သူရဲ့ဘဝမှတမ်းအကြောင်းကိုရိုက်ခူးထားတဲ့ Walking L Fine Line ကျိုးတန်းပေါ်မှာလမ်းလျှောက်ချင်းမှတမ်းတင်ရုပ်ရှင်ကိုမန္တလေးမြို့မှာပထမအဆုံးချိန်နဲ့အနေနဲ့လာရောက်ပြီးတော့ပြသတဲ့အခါမှာမန္တလေးတိုင်းဝင်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ပါဝင်ဆရာကိုလေးအင်းဝဂုံကြီးရဲ့နောက်ဖိတ်ကြားထားတဲ့ဧည့်ပေတော်တွေကနေပြီးတော့ဒီရုပ်ရှင်ရဲ့ဦးကျော်သူရဲ့အကြောင်းဦးကျော်သူရဲ့ပရာဟိတလောက်ရတဲ့ ဒါတွေနဲ့ပတ်သက်ပြီးတော့ငတိုင်ဆိုင်ဆိုင်ကြီးကိုတုံးသက်ဝေဖန်သွားတဲ့အခါကျတော့ဒီတုံးသက်ချက်တွေကိုလည်းဝေဝေဆာဆာကြီးကိုထုတ်လွှင့်ပေးချင်ပါတယ်ရှင်။ဒါကြောင့်မလို့ဒီအစီအစဉ်ကိုနှစ်ပိုင်းခွဲပြီးတော့ကိုထုတ်လွှင့်ပေးနေတာပါ။အခုဒုတိယပိုင်းကိုဆက်လက်ပြီးတော့ကြည့်ရှုအပေးကြပါဦးရှင်။နိုင်ကူနီမူမင်္ဂလာပြုလေတဲ့အမှုသူပြလေတဲ့အမြဲပြောတဲ့မြတ်တာတရားနဲ့သူဘီမကူချတော့ ဥကျော်သူကအနေတိုင်းမှန်တယ်လှုပ်ဆောင်ချက်တွေမှန်တယ်ကျမလေးစားတဲ့ပုံကိုတူဖြစ်ပါတယ်ဒါကြောင့်မလို့ကျမဒီကိုရအောင်လာတာပါ တော်ခေါမပြတော့တော့သမီးသွားကြည့်တော့တော့ပြောပါတယ်အရန်ကိုစိတ်လှုပ်ရှားပြီးတော့သူတအားငိုရပါတယ်အန်တီလည်းငိုရမယ်လို့ထင်ပါတယ်မင်းသားဘွားကနေပေါ့ဒီလိုပရဟိတစစ်စစ်ကြီးဖြစ်သွားတဲ့ဘွားကဘလို့အချိုးအကွေ့အပြောင်းအလဲဖြစ်လာမယ်ဆိုအန်တီကြည့်အောင်ပါပါကြည့်ပြီးခံခံစားအောင်ပါပါကိုကျော်သူအခုလုံနေရတယ်ကိုကျမအရန်လေးလဲလေးစားတယ်အရင်ရုပ်ရှင်အမှုပညာရှင်ဘဝတော်ကလည်းကျမကိုကျော်သူ့ကိုအရန်ကြိုက်ပါတယ်မင်းသားတယောက်အနေနဲ့အခုလုံနေတဲ့အလုပ်တွေကြတော့ကျမပို့ပြီးတော့လဲလေးစားတယ်အဲတောင်မှဆက်ပြီးတော့ဒီလိုမျိုးဟို ပြည်သူတွေကိုအကျိုးပြုတဲ့လုပ်ငန်းတွေဆက်ပြီးလုပ်ပါလို့အမြဲတမ်းအားပေးနေပါမယ်လို့ပြောချင်ပါတယ်ရှင်။ ရှိမှလူတယောက်ယောက်အရန်အောင်မြင်နေတယ်ဆိုတာနောက်ကပံပိုးတဲ့လူတွေပေါ်မှာလည်းအများကြီးမူတည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဥကြော်သူဟာစိတ်လွတ်ကိုလူလုံးနိုင်တာဟာမတ်ရွှေစည်းဝဲအများကြီးတော်လို့ပါ။နိုင်ငံအတွက်တိုးတက်ဖို့ရယ်နိုင်ငံရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးဖို့ပရိတ်တာအသင်းနဲ့အများကြီးရှိဖို့လိုအပ်ပါတယ်။ဒီရုပ်ရှင်ကြည့်ခြင်းအားဖြင့်ဥကြော်သူကိုလည်းအားကြသလိုနောက်လာမဲ့မျိုးဆက်တွေကိုလည်းဒီလိုပရိတ်တာစိတ်ဓာတ်တွေလိုကဲဆယ်ရေးပေါ့နော်။အဓိကအုံမလို့လောက်တဲ့ပိုင်းကကဲဆယ်ရေးပိုင်းဖြစ်တဲ့ဆိုတော့ကဲဆယ်ရေးတဲ့မျိုးဆက်ကိုလည်းချပေးဖို့ မျောလင့်ထားတာပေါ့နော်လူတွေကိုတကယ်ကိုမှနှာရည်ဟိုတကယ်ကိုလိုအပ်တဲ့နေရာတွေအတွက်အထောက်အကူပြုမဲ့တကယ်ကိုလူတွေရဲ့လိုအပ်တဲ့အခက်ခဲတွေကိုအများကြီးအကျိုးပြုမဲ့အခန်းကဏ္ဍတွေပါမယ်လို့ကျွန်မယူဆပါရှင်။ရပြည်သူကဒီကျွန်တော်တို့အားကိုးလာတယ်၊ယုံကြည်လာတယ်၊အကူအညီတွေတောင်းလာတယ်။အဲဒီအချိန်မှာအစိုးရကျွန်တော်တို့ညစီတောက်တောက်ကြည့်။ရက်ွက်ထဲမှာဒီလိုအသိမျိုးမထားဘူး။ဆိုပြီးမောင်းထုတ် ဂျော်ဒန်နိုင်ကူမှုအသင်းရန်ကော2000ခုနှစ်ဇန်နဝါရီလတည့်ရက်နေ့ကစခဲ့တာပင်ကန်းကျုံမြို့နယ်မှာရှိတဲ့ဗြဟ္မဝိဟာကျောင်းတိုက်မှာကျွန်တော်အဆောင်သေးသေးလေးတခုရတယ်။ဆရာတော်ဦးဒရာရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်အဲ့မှာလုပ်ခဲ့တယ်။ဒီလိုအသင်းဖွဲ့တွေကရက်ွက်ထဲမှာမထားအောင်မော်တကားတွေမထားအောင်ဆိုတော့ရည်ရွယ်တုံ့တန်ကျွန်တော်မော်တကားတွေပို့တယ်ဟုတ်တဲ့ချက်ရောက်တဲ့ပုံမှာရှိတယ်။နှစ်ဧကကျော်ရှိတယ်။ မြေွက်ကိုကျွန်တော်ရခဲ့တယ်။ဒီမြေွက်မှာနိုင်ရည်အတင်းလောက်ရင်လောက်ပါတဲ့။ဘာဖြစ်လို့လဲဆိုတော့နိုင်ရည်အတင်းနေရဒီလိုလူမှုရေးအတင်းဖွဲ့ကြရက်ွက်ထဲမှာမထားအောင်ဆိုရဲအင်္ဂလိပ်ခစ်ကဥပဒေအရဆိုပြီးတော့ကျွန်တော်တို့ပေါင်းထုတ်ခံတာ။ဟုတ်ကဲ့ရှင်တရားဒီပွဲမှာပြောခဲ့သလိုပါပဲတရားနဲ့အစမှာပြောခဲ့သလိုပေါ့နော်တရားနဲ့တရားကအမြင်မတူကြပါဘူးအဲဒါကြောင့်မလို့ကိုယ့်ရဲ့အမြင်လေးတွေဖလှယ်ပေးဖို့အတွက်ကို ဟိုဖိတ်ခေါ်ပါရရှင်တရားအစီအစဉ်ရင်ကြည်နေတဲ့သူတွေဆိုရင်သိမယ်တရားပြောတဲ့စကားလိုရင်းတူရှင်းလေး comments လေးပေးဖို့အတွက်မြတ်တာရက်ခံပါရရှင် wireless mic လေးလေးလာပေးပါလိမ့်မယ်ဘသူရင်းစုံပြောချင်လည်းမသိဘူးရှင်အခုကြော်ကြိုလေးစားတဲ့အကြောင်းလေးတစ်ခုပဲပြောပါမယ် तू ကမင်းမျိုးမှာရုပ်ရှင်ရိုက်နေပါလေဒါပေမဲ့ तू ကဘဘကိုယ်ဒုက္ခဆုံးတဲ့အခါမှာ तू ကရောက်အောင်လာပါမယ်ဘဘကလည်းဘောင်းပေါင်းကိုယ်တိုင်ပဲပို့ပါဆိုတော့ စကားလေးတိုင်းပဲဂရိတီးတဲ့အတွက်လည်းကျမလေးစားပါတယ်လို့ပြောရင်လည်းတော့ပဲပြောပြစီ။ဟုတ်ကဲ့ရှင်ကျေးဇူးထူးတင်ပါတယ်ရှင်။ကျွန်တော်ကိုယ်တိုင်ဂျိုက်တာလုပ်ပြီးရိုက်တဲ့ဇက်ကျန်းဒီမီဒီဇက်ကားကိုကျွန်တော်ပြင်မှုတွေမြေမှာတွားရိုက်။အဲလိုရိုက်တဲ့အချိန်မှာကျွန်တော်ဘပဥဒ္ဒခအရှမ်းတည်းရဒီလိုနဲ့ဒီဇင်ဘာက9ရက်နေ့မှာကျွန်တော်ရှိဖုန်းဝင် မင်းဘဘမင်းရဲ့ဆရာကြီးဘုဒ္ဓကစုံနေတယ်အဲ့တော့ကျွန်တော်တော်လေးတုံ့ပြန်ပါတယ်အားကိုးရမယ်ဖြစ်ပါတယ်ဒါနဲ့ပဲကျွန်တော်ပြင်းဦးမြေမြို့အနေပြီးတော့မန္တလေးကိုချက်ချင်းဆင်းမန္တလေးကနေလေနဲ့ချက်ချင်းရအောင်ပြန်နာဘဘဘုဒ္ဓရဲ့ယုတ်ကလပ်ကိုကိုယ်တိုင် လက်ပြန်ရေးပေါင်းပြီးတော့ရှင်ဝိသုတ်တန်မှာကုသွင်းတချို့ပြီးခဲ့ပါတယ်ဒီလိုလုပ်ခဲ့တာတွေကကျွန်တော်ဘဘာဒုက္ခရဲ့ကြီးစုဆက်ဘဘာရဲ့ဆက်တာဒုက္ခပစ္စာဆရာရုပ်ရှင်ထဲမှာကျွန်တော်တို့ကသူများတွေကိုကူညီပေးတာအစိုးရမကူညီရဘူးလားဆိုတော့တက်ွယ်လေးတူရှိပါအဲ့တော့မှကျွန်တော်ကဆိုရဦးကျော်သူတို့ကိုဘယ်လိုကူညီပေးမလဲဆိုတဲ့အမျိုး message ကျွန်တော်ရကြတယ် ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းပတ်သက်ပြီးတော့တရားနေနဲ့ကိုနကတော့ကဝင်ကြီးချုပ်ကပြောသွားတာရှိပါတယ်ဥကြော်သူရှိလို့အသေးမခက်တော့ပါဘူးတဲ့အဲ့တော့ပြည်သူပြည်သားတွေအနေမခက်အောင်လည်းဝင်ကြီးချုပ်တို့ဒီထက်ပိုပြီးတော့စ조사ပေးပါလူသက်တာရခံပါတယ်ရှင်ကျွန်တော်စကားတခုမေးတော့ရပြအတိပေးချင်ပါယနေ့နိုင်ငံတော်တည်ဆောက်တဲ့အချိန်မှာ JFK ရဲ့မိန့်ခွန်းလေး ဒါဝင်ပါပါနော် ask what i can do for the country not ask what the country can do for us နိုင်ငံတော်ကဘာလုပ်ပေးမလဲဘယ်တော့မှမပေးပါဘူးဒီစောက်တဲ့ချင်းငါနိုင်ငံတော်အတွက်ဘလောက်ပေးဆက်မလဲဆိုတာပေးပါအဘဘင်းဝါဘုံကြီးပြောတဲ့အကြောင်းအရာလေးကျွန်တော်အမေကိုကျွန်တော်သိပါတယ် ဒါကျွန်တော်ဟောပြောပေးတဲ့နေ့ကျွန်တော်အမေလူလူတော်မှာဆရာတော်ဦးသိခဆရာတော်ဦးနေမင်းသားတို့ဖွဲ့စည်းထူထောင်ထားတဲ့ရမဆူအတဲ့အကျော်တို့နှစ်နှစ်သုံးနှစ်လောက်ဆောပါတယ်သူတို့ရဲ့ရန်စင်နိုင်လို့ရတယ်ဆိုတော့ကျွန်တော်ပြောဒါပေမဲ့ဒီကားကိုကျွန်တော်ရိုက်တဲ့အချိန်မှာအချိန်အတိုင်းသာကန့်တချက်ကလေးရှိတဲ့အတွက်ကျွန်တော်ရိုက်ပြီးသားတာတွေထုတ်လိုက်ရတဲ့အပိုင်းတွေရှိပါတယ်အဲ့ရပြီပါဒီလိုကျမှာပါရမတိတာပြောတယ်လို့ပေါ့နော် 我国家都叫天后，国家最爱把人民疲惫，那学习乖，我嘛，一家来家，嘛不要紧嘛。后面呢，牛大人阿龙也拿过嘛，不喏，都也拿嘛，把人民疲惫讲起来，对呀，不不让后面呢，路子嘛，用起吧嘞，蛮蛮学习乖哈，是不嘞？国家最爱把人民疲惫讲，要起来路子嘛，密码嘞。တော်ရုံမျိုးသမီးကြောက်ဆိုရင်မဆွေစည်းပဲတော့တင်းကြီးခံနိုင်မယ်မဖြစ်ပါဘူး။အစတော့ဒီမှာဒီ documentary ကိုမကြည့်ခင် ဟိုမတ်ရွှေဒီကတ်လူစားလမ်းလေးကိုမသိဘူးပေါ့နော်အခုသိတဲ့အခါမှာကျွန်မပူပြမတ်ရွှေဒီကတ်ကိုလေးစားပါတယ်ခဏတက်ကွဲဖို့ကြိုးစားပါတယ်မဆိုရင်ဒါမဲ့ကိုတက်တိမရှိရလဲပါတာပေါ့နော်တက်တိမရှိတာရေခိုးတော့ဆိုရင်တော့သားသမီးပေါ့သားသမီးမျက်နာနဲ့အော်ဒီကလေးမရောက်ရဟိုကပေါ့အဖေမိကွဲတော့ပြီးတော့ကိုကွဲရမယ့်အိမ်တော့လည်းတမ်းမိုင်းအိမ်တော့မဟုတ်ဘူးလေကဲမဟိုနာမည်ကြီးတယောက်ဆိုတော့ရှက်ရှိုင်ပေါ့နော်လူရဲ့ 远一点，出去拐路就有彪马、哦，我然后我就昨天拐上那边哎，那我没看上眼。今晚我话，你别讲你了，跑管，我叫都搞表上干，你不要讲。你上干去不了嘞，都跑家玩嘞。要后夜，楼上我们家了，这里在等你他们玩。把我叫进来，说都排打六点多，排打路边路六。老师一点试试，人家一点，我说阿爸弄弄嘛，小雨在嘛，弄嘛嘛，阿爷在嘛。啊，罗排打一点一点。 ိုင်ငံရေးစိတ်သက်ပါအပြည့်အဝရှိတဲ့အတွက်သူတို့ရန်ပဲဒီဆောင်ပါတယ်။ဒီဟုတ်တယ်။ကိုပိုင်ကိစ္စမျိုးဆိုရိုးရိုးအလောင်းတယ်လာနေမှတူပြန်တော့တကယ်ကိုနိုင်ငံတော်မှာထိပ်ပိုင်းနေရရောက်နေတယ်ဘတ်တမ်ဘောင်နဲ့ဖြစ်တဲ့ပြဿနာတွေဖြစ်တယ်ဒါအသက်ခံရတယ်ဒီပုံမှာလည်းဒါစီပိတ်ပင်မှုတွေအများကြီးရှိတယ်အလောင်းစပြီးသွားတူးတဲ့အချိန်တည်းက အလောင်းပူးတဲ့နေရာအထိဘာကူဖွဲ့ဟာလိုက်တယ်တကယ်ကိုကြမ်းကြမ်းတမ်းတမ်းခရီးချမ်းနေကိုကျော်တို့ရဲ့ကားကိုကြည့်ပြီးတော့ document ပြပေါ်နေကြတဲ့အငယ်လေးတစ်ခုကိုပြကြတယ်ပေါ့နော်ဟိုကိုကျော်သူကလည်းဘူးရစီဆိုးတယ်ကျွန်တော်လည်း73နှစ်သားကလေးကမော်စကိုကိုပြောရတယ်။အဲ့တော့ကိုကျော်သူလည်းနှစ်ပင်သုံးပင်လိန်လာတာ။အဲ့တော့ကျွန်တော်ဒီကားလေးကြည့်ပြရတာတော့ဒီကားကိုကျယ်ကျယ်ပြန့်ပြန့်ပြနိုင်မယ်ဆိုရင် ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာစူနာမီတဲ့နာဂိတဲ့လိုင်းကြီးတဲ့ဝိစီပြဿနာတော့တော်တော်အထောက်အကူဖြစ်နေလို့ယုံကြည်ပေါ့နော်အဲ့ဒီကိုကျွန်တော်ယူကြည့်ကြပါကျွန်တော်ကိုယ်တိုင်လည်းဒီနေ့နာရမလားမလားရမလားဆိုစဉ်းစားတယ်ကျွန်တော်တို့ဝိစီဝါအဲ့ဒီတို့ဖွဲ့မိပြီးတဲ့အတိုင်းအဆွဲတာကိုကျော်တူက try တာမှာ အဲ့တော့တိုင်းငါနဲ့စကားတော်လာမပြောနေဘူးကျွန်တော်လည်းငါကောငါလာကောအဆင်လာနေဥပုံဆောင်လို့ခဏတည်းကြတော့ငါမတော်ဖဲတော့သွားကြည့်လိုက်လို့ဆိုလာခဲ့တာကျေးဇူးတင်ပါတယ်ကျွန်တော်ပြောချင်တာဒီမွေးရက်ဒီမွေးရက်ကောအရက်ကောဆွဲတယ်ဘာမှအရက်ကိုကြိုက်လို့တောက်တယ်အရက်ကကိုပြန်တောက်တဲ့စိတ်ရောက်တယ်အဲ့တော့ဒါကိုဘယ်လိုကြော်ဖြတ်တယ်ဒါလူငယ်တွေတချို့ မဖိတ်ထားတဲ့လူငယ်တွေရှိတယ်ဒီဈေးဆွဲထားတဲ့လူငယ်အဲ့တော့ဒါအောင်ကျော်ပြောချင်တာအတုပတစ်ခါလောက်ဖမ်းကြည့်ပါတော်တော်ဆွဲလန်းခဲ့တဲ့မူရစ်တို့အရက်တို့တဲ့ပြီးမပါထမ်းတာပိုဆွဲလန်းမှုရှိပါတယ်ပရာဟိတာကိုတကယ်ကိုစိတ်ထဲနှလုံးထဲကနေပြီးတော့လုံးကြည့်ပါပိုပြီးဆွဲလန်းစေပါတယ်အဲ့တော့ဒီနီးနဲ့ပဲကျွန်တော်ကတော့ဘလို့ပြည့်ပြည့်ဆင်းသေးပြီးတော့ပြီးပါနောက်ဆုံးအမြဲ ပေးဖို့ရှိပါသလားရှင်ဥကြသူကြီးကိုလည်းကျွန်တော်တို့နှစ်သက်ခဲ့တယ်ပေါ့နော်ဒီမှာကျွန်တော်ပါပြောချင်တယ်ဆိုတော့ဥကြသူရဲ့ဘဝကိုကယ်လိုက်တဲ့တဲမှာလည်းဥကြသူရဲ့သားပါပါတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့သူကသူ့ကိုသူကျိုးဆက်ချပြီးတော့တည်တော့မဲ့အချိန်မှာသားရဲ့အတန်ကိုကြာလို့သူ့ကိုအသက်ပြန်ရှင်လာတယ်ပေါ့နော်အသက်ပြန်ရှင်လာလို့ဒါဒီလိုမျိုးဟိုပရာဟိတလုပ်ငန်းတွေကိုလည်းလုပ်ကင်နိုင်တယ်လူလူအချို့လူလုပ်ငန်းတွေကိုလည်းလုပ်ကင်နိုင်တယ်ကြောင့်မို့ဒီ initiation sequence တို့ပါမီဖြည့်ပတ်ဖြစ်တယ်လို့ပဲသားသမီး သာသမီနဲ့မိဘနဲ့ရဲ့928မြစ်တာကြောင့်လို့လည်းဥကျော်သူဟာဒီလိုမျိုးပေါ့နော်ဒီအောင်မြင်တဲ့ပုံကိုယ်တူပရာဟိတတော့တဲ့ပုံကိုယ်တူဖြစ်လာတယ်လို့ဒီရုပ်ရှင်လေးကိုကြည့်ရင်ဟိုကျွန်တော်ကွန်မန့်ပေးပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်ငါမရှိမှမင်းပဲငါမရှိတော့မှသူတို့ဘဝနဲ့အေးချမ်းပဲငါမိဘတွေလည်းစိတ်ဆင်းရဲမှုကြားနေပြီးတော့ကင်းဝေးမယ် လူလောကကြီးမှာငါမရှိတာအကောင်းဆုံးဆိုတဲ့အတွေ့နဲ့ဂျီချူကရှာဝါကောင်းပါဂျူချီကျောင်းကျောင်းဆိုဆိုင်စကားပိုင်းတွင်မှာတကားခောက်ကြကြ ဟုတ်ကဲ့ရှင်အဲ့ဒါဆိုလို့ရှိရင်တရာတို့ကဒီအချိန်နဲ့ယူထားတာဆိုတော့လေကြွားရောက်ပြီးတော့အဲကြည်ကြတဲ့သူတွေနောက်ပြီးတော့ကြတော့ comments အမြင်တွေပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဒီမှာပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်ဒီဝင်ကြီးချုပ်တို့အနေနဲ့မလုပ်ပေးနိုင်မလဲလို့မေးတဲ့သူတွေရှိတယ်လို့ဝင်ကြီးချုပ်တို့ကလည်းမမေးဘူး။ဒီလိုမျိုးမေးနေမဲ့စာကိုမလုပ်နိုင်မလဲဆိုတာစဉ်းစားဖို့ဆိုတဲ့အကြောင်းကိုပြောသွားပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရာပြောချင်တာကတော့ဒီတည်သူတွေကလက်တန်းလေးတွေနဲ့ပေးပေးခဲ့ကြပါတယ်။ လက်မထောင်နိုင်မှုအတွက်တရားတော်တွေအလုံးလက်သီးစုပ်စုပ်ပြီးတော့ကြိုးစားကြပါစို့လို့ပြောရင်းနဲ့ဒီနေ့ working the fine line ကြိုးတမ်းပေါ်မှာလမ်းလျှောက်ခြင်းဥကျော်သူရဲ့ဘဝအကြောင်းရိုက်ထားတဲ့ရုပ်ရှင်မန္တလေးမှာပထမဆုံးပြသတဲ့အထူးပွဲဒီမှာရင်ပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်